ဒီ dispatch ရဲ့ super hero ဇာတ်လမ်းလေးက Robert Robertson ဆိုတဲ့ဇာတ်လိုက်ကစတင်ပါတယ်။ concrete ကြမ်းပြပုံမှာပင်မနှောင်းနှံစွာမိမ့်နေရင်းနဲ့စိတ်ကူးသားဆရာဝန်တဦးရဲ့မိကုံးကိုသူဖြေနေပါတယ်။ဖခင်ကိုချစ်ပါသလားလို့မေးတော့သွေးသားတော်ဆက်တဲ့အတွက်ကြောင့်မို့လို့ချစ်တာကတော့ထင်ရှားတဲ့ကိစ္စပဲ obviously လို့ပေါ်တင်ပြောလိုက်ပါတယ်။ဒီလိုပြောတာကိုစိတ်ကူးသားဆရာဝန်ကထင်ရှားတဲ့ကိစ္စဆိုတဲ့စကားလုံးကပဲအမှန်တရားကမရှင်းလင်းမှုဆိုတာပြန့်လျက်လို့ထောက်ပြခဲ့ပါတယ်။စိတ်ကူးသားဆရာဝန်ကစိတ်ရှိလက်ရှိနဲ့ထပ်ပြီးတော့ Robert ကချစ်တယ်လို့ထပ်ပြပါတယ်။ ဒါကိုစိတ်ကူတာဆရာဝန်ကသရာမောင်းရင်းစွာနဲ့ချစ်ခဲ့ဘူးတယ်လို့သုံးတော့မိတာကိုပြန်ထောက်ပြလိုက်တော့ရောဘတ်ကသူ့ရဲ့အထိမခံနိုင်မှုကိုလောင်ပြောင်လိုက်ပါတယ်။ရောဘတ်ကသူ့နှာခေါင်းသွေးစာစီးကြနေရင်းနဲ့ ကျွန်တော်သာအဖေကိုမချင့်ရင်ကျွန်တော်တို့နှစ်ယောက်လုံးဒီနေရာမှာရှိနေမှာမဟုတ်ဘူးလို့ခက်အေးနဲ့ပြောလိုက်ပါတယ်။စိတ်ကူးသားဆရာဝန်ကသူ့ခံစားမှုဆိုင်ရာပြဿနာတွေကိုအတင်းတူးဖို့ဆရာမလိုပါဘူးလို့ပြောပေမဲ့ Robert ကအခုမှပဲပြောချင်စိတ်ပေါ်လာပါတော့တယ်။အဲ့ဒီအချိန်မှာပဲသူ့ရဲ့အိမ်မွေးကလေး Beef ကစီးကျနေတဲ့သူတွေကိုလာရက်ပါတယ်။ Robert ကသူ့ရဲ့ parking ကိုတက်ခဲ့တဲ့ Shroud ဆိုသူကိုလိုက်လံရှာဖို့နေတာဟာချက်လို့သာဖြစ်ကြောင်းမချင့်ရင်ဘာလို့ဒီလိုလုပ်နေပါလဲလို့ပြောရင်းကပတ်တီးစီးထားတဲ့လက်နဲ့နှာခေါင်းသွေးတွေကိုတောက်လိုက်တဲ့အခါသူ့ရုတ်တရက်သဘောပေါက်သွားပါတယ်။ ဒီစကားဝိုင်းကြောင့်သူစိတ်ခံစားမှုရာနှာရည်စည်းကြနေကြမဟုတ်ဘဲနဲ့စိတ်ကူးတာဆရာဝန်ဆိုတဲ့သူကသူ့မျက်နှာကိုကန်လိုက်မိတဲ့နောက်ဆက်တွဲပြဿနာဖြစ်ကြောင်းသိလိုက်ရပါတယ်။အမတ်ရသွားတဲ့ရောဘတ်ကအချိန်နေမန်ကိုပလေယာနဲ့သူ့ရှိကစကားပြောဖို့ကိုပါရှင်းပြလိုက်ပါတယ်။အမှန်တော့အခန်းကြီးတစ်ခုထဲမှာရောဘတ်ဟာသူ့ရဲ့ဖခင်ရဲ့လူသက်သမားရှရော့ရဲ့လက်ပါစင်မီနီယံတအူးကို မျက်နာစီးလက်ပြန်ကျိုးတုပ်ပြီးတော့ဖမ်းလာတာပါဒီလူကစိတ်ကူးသားမှုကုထုံးစရာတယောက်မဟုတ်ပဲရာဇဝသားတယောက်ပါရောဘတ်ကရှော့ဘမလက်ဆိုတာကိုပြောမချင်းသူ့ကိုလက်ကတက်ကနေဆွဲချပြီးတော့အသက်နဲ့လဲကိုင်းမဲ့အကြောင်းချင်းချောက်ပါတယ်ရာဇဝသားကသူ့တို့နှစ်ယောက်နားလည်မှုရနေပြီမဟုတ်ဘူးလားလို့ပြောတဲ့အခါစကားပြောရတာအဆင်ပြေပေမဲ့သူ့လိုအပ်တဲ့နားလည်မှုတစ်ခုတည်းကရှော့ရဲ့တီနီယာသာဖြစ်တယ်တဲ့ ဒီခါရာဆွေသားကအယောင်ဆောင်မှုကိုရက်ပြီးတော့ဆဲဆိုချိန်မောင်းလာတော့တယ်ရောဘတ်ရဲ့ဖခင်ကိစ္စပါတဲ့အောက်တန်းစား daddy issue bitches ကို shock ကရိုက်တက်ဖြစ်ပါစေလို့ဆုတောင်းပါတယ်စကားများနေတဲ့ရာဆွေသားကိုရောဘတ်ကဂယုမဆိုင်ပဲစွဲခေါ်ကဝါရန်တာပေါ်ကနေစောက်ထိုးမှုမျိုးဆွဲချလိုက်ပါတယ်အသက်အန္တရာယ်အကြောင်းထိတ်လန့်သွားတဲ့ရာဆွေသားကိုရောဘတ်ကအိမ်ကြီးတွေနိုးမှာဆိုလို့အထက်ကအတန် inside voice နဲ့ပြောဖို့အတိပေးခဲ့ပြီးတော့ shock ရဲ့တီနေရာကိုမေးလိုက်တဲ့အခါရာဆွေသားက loyal steel mill မှာပုံနေကြောင်းဖွင့်ဟလိုက်ပါတယ်ပုလဘတ်ပုလဘတ်မသိဘူး သူတို့အတက်ပတ်တာကောင်းပါလား I'm not, I'm not gonna kill him. Robert ဟာသူ့ရဲ့ Macaman Superhero ဝတ်စုံကိုဝတ်ဆင်လိုက်ပါတယ်။သူ့ရုံးခန်းနေရန်ကဖခင်ကိုတတ်ခဲ့တဲ့ Shroud ရဲ့ရာဇဝတ်မှုတွေကိုချိတ်ဆွဲထားတဲ့ပုံပြားတွေကိုလမ်းကြည့်လိုက်ပါတယ်။အဲ့ဒီထက်မှသူကနကဆက်စစ်ခဲ့တဲ့တက်တူးတွေနဲ့လက်ပါစီလဲပါဝင်နေတာကိုတွေ့ရပါတယ်။ကပခင်ကိုရောက်တော့ Macaman ပါဝတ်စုံကိုဖွင့်လှစ်ပြီးတော့မြို့ကောင်းငင်ရန်ကိုဖျက်ပြန်ကတံတီးဆက်ရုံကိုဥတီသွားခဲ့ပါတယ်။ ။စာရုံထဲမှာ shop ရဲ့ design တွေအတိုင်းဒီပညာမြင့်တင်ထားတဲ့ cyber ရာဇဝတ်သားတွေတင်ကင်းလျက်နေကြကိုတွေ့ရပါတယ်။ Robert ဟာသူတို့ရဲ့ဆက်သွယ်ရေးကိရိယာကိုဖောက်ထွင်းဖို့ကြိုးစားပေမဲ့ရံပွဲတစ်ခုမှာပြတ်သွားတာကြောင့်သူ့ရဲ့ hacking skill ကိုအသုံးပြုပြီးတော့စာရုံလုံးကျုံရေး security room က shop ရဲ့တည်နေရာကိုပေါ်ထုတ်နိုင်ခဲ့ပါတယ်။ဖားကင်ကိုတတ်တဲ့သူနဲ့ရင်ဆိုင်ဖို့အခန်းထဲဝင်ရောက်လိုက်တဲ့အခါမှာရောဘတ်တူလက်ရတာကထောင်ချောက်ဖြစ်နေပါတယ်။ထိန်းချုပ်ခုံပေါ်မှာထိုင်နေတာကရှော့မဟုတ်ဘဲနဲ့ ခုနကသူစစ်ဆေးခဲ့တဲ့လက်ပါစီဖြစ်နေပြီးတော့ကင်မရာတွေကလည်းရောဘတ်ရဲ့စက်ရုံတဲကိုထိုးပေါက်ဝင်ရောက်ခဲ့တဲ့လှုပ်ရှားမှုတွေကိုပြသနေပါဗျ။စိတ်မပြတ်သွားတဲ့ရောဘတ်ကမကမဝတ်စုံကိုဆင့်ခေါ်ပြီးတော့ ထိုလက်ပါစေကိုရိုက်နှက်ဖို့ပြင်လိုက်ပါတယ်။ဖခင်ရဲ့တိတ်ဆုံးပုံကိုဆက်လက်လောင်ပြောင်နေတဲ့ထိုရာဇဝတ်သားဟာသူ့ရဲ့ယုံကြည်မှုရှိတဲ့အပြုတ်မှုတွေကနေတဆင့်ကိုပိုင်စူပါပါဝါကိုဖုံးကွယ်ထားကြောင်းလောဘကသဘောပေါက်သွားပါတယ်။ရိုက်နှက်ခံနိုင်ရလို့ပုံပြတ်ပန်းပြတ်ဖြစ်နေတဲ့ရာဇဝတ်သားကနာကျင်စွာနဲ့မူလပုံစံကိုပြန်ပြောင်းလာပါတယ်။ရောဘတ်လည်းဝတ်စုံအပြည့်နဲ့ရံပွဲကိုစတင်ဖို့တိုက်တွန်းလိုက်တယ်။ဒီခါမှာရန်သူဟာသူ့ခန္ဓာကိုယ်ကိုစိမ့်လန်းပြီးအဆစ်တက်ပါတဲ့အရေးပြအဖြစ်ပြောင်းလဲလိုက်ရာအဝတ်အစားတွေလောင်ကျွမ်းသွားပြီးတော့လေထွဲမှာလွှဲနေတာကိုရောဘတ်ကစိတ်မသက်မသာထုလိုက်ရပါတယ်။သူ့ကိုယ်သူ toxic လို့မိတ်ဆက်ပြီးတော့ ော့မြောက်သားစတင်ထိုးကျကြပါတယ် toxic မှာ acid တိုက်ခိုက်မှုအပြင်ပြန်တန်းနိုင်ခြင်း super ခွန်အားနဲ့ဘလောက်ထိဘလောက်မှန်ပါစေပြန်လဲနလန်ဒူရန်နဲ့ဆွမ်းအားတွေရှိနေပါတယ်မခါမရဲ့ဝတ်စုံကအစွမ်းကုန်တိုက်ခိုက်နေပေမဲ့ဒီတိုက်ပွဲကြောင့် robot ကအာယုံပြတ်နေတော့မှကျန်တဲ့ shroud ရဲ့လက်ပါစီတွေကလည်းရောက်လာကြပြီးတော့လေဆာသနတ်တွေနဲ့ပစ်ခတ်ပါတော့တယ်နောက်ဆုံးမှာ super power ရှိတဲ့ရန်သူတွေရဲ့ပူပေါင်းတိုက်ခိုက်မှုကြောင့်မခါမဝတ်စုံရဲ့ကြောဘက်မှာ crane ချိတ်တစ်ခုစိုက်မိပြီးတော့လျှက်စီးကိုအသုံးပြုတဲ့ဘီလင်အူးကဝတ်စုံကိုရှော့ရိုက်ပြီးတော့ robot ကိုပါသတိလက်သွားစေပါတယ် ဝစ်ဆုံကိုလေထဲမြောက်တင်ပြီးတော့ပြစ်မှတ်ကြီးတစ်ခုအဖြစ်အားလုံးကဝမ်းဝတ်တိုက်ခိုက်ပါတော့တယ်။သတိပြန်ရလာတဲ့ရောဘတ်ဟာဝစ်ဆုံရဲ့စွမ်းရည်အကာအကွယ် energy barrier ကိုချက်ချင်းအသက်သွင်းနိုင်ခဲ့ပေမဲ့ရန်သူတွေက mac ရဲ့ခြေထောက်ကို harpoon နဲ့ထိုးပေါက်ပြီးတော့ ဝတ်စုံကိုမြင်းပေါ်မှာတုံ့နှောင်လိုက်ပါတယ်။ရောဘတ်ကပျက်စီးနေတဲ့ဝတ်စုံနဲ့လွတ်မြောက်ဖို့လမ်းရှာနေချိန်မှာရှရော့ကိုတိုင်းကပေါ်လာပြီးတော့သူ့လက်ပါစီ toxic ကနေတဲ့ဆင်သတိပေးစကားပေးကမ်းလိုက်ပါတယ်။ဝတ်စုံရဲ့စွမ်းရည်အရင်းမြစ်ဖြစ်တဲ့ extra boss ကိုလက်နက်ချမလား။ဒါမှမဟုတ်အသက်ခံမလားဆိုတဲ့အစုံစုံရွေးချယ်မှုကိုပေးလိုက်တာပါ။ကောင်းမာတဲ့ရောဘတ်ဟာသူ့အကာအကွယ်အတွက်သုံးနေတဲ့စွမ်းအင်ကို jet ဒုံးပြန် jet booster တွေစီခွဲပြောင်းလိုက်ပြီးတော့ဝတ်စုံရဲ့ခြေတစ်ဖက်ကိုစတေးကဟာပုံးကနေလွတ်မြောက်အောင်ဆုတ်ခွာလိုက်ပါတယ်။ ကောင်းကင်ရံကိုလွတ်သွားပြီလို့ထင်လိုက်ပေမဲ့ရှုပ်ထွေးနေတဲ့တိုက်ပွဲကြမှာဝစ်ဆုံရဲ့ကြောဘက်မှာအချိန်ကိုက်ဘုံတစ်လုံးချီတောင်တလာကိုစနစ်ကတွတ်ကြည့်လိုက်ပါတယ်။ရောပါလှမ်းယူလိုက်တဲ့အချိန်မှာပဲဘုံကပေါက်ကွဲသွားခဲ့ပါပြီ။တုံ့ပြန်မှုမရှိတော့တဲ့ဝစ်ဆုံနဲ့မေမျောနေတဲ့သူ့ရဲ့လေရင်မူးဟာမျိုးရပေါ်ကလမ်းတွေစီမှာပြန်လည်ကြောက်ကြသွားပါတော့တယ်။အဲ့ဒီခါမှာပဲ dispatch လို့ခေါင်းစဉ်ပေါ်လာပါတယ်။ This is the chillest game I've ever streamed. ဘာမှလုပ်စရာမလိုတိုင်ကြီးနေတယ်။ အချိန်တန်ကြာပြီးနောက်သတင်းပုတ်မှာရောဘတ်ပြုတ်ကျခဲ့တဲ့အဖြစ်အပျက်ကိုပြည်သူတွေကရိုက်ကူးထားတဲ့ဗီဒီယိုဖိုင်တွေနဲ့အတူထုတ်လွှင့်ပြသနေပါတယ်။ Los Angeles မြို့သူမြို့သားတွေဟာမခါမန်းရဲ့ဒုတိယအကြိမ်သေဆုံးခြင်းကိုမြင်တွေ့ခဲ့ရတာလေးလာရှိပြီလို့သတင်းကဖော်ပြပါတယ်။မခါမန်းဟာနှစ်ပေါင်း90နီးပါးကြာအောင်မြို့ကိုကာကွယ်ခဲ့တဲ့အမွေဆက်ကံသူဇက်ကောင် Legacy Character ဖြစ်ပါတယ်။မူလမခါမန်းကိုပိတ်သက်တွေကမခါမန်း Prime လို့ခေါ်ခဲ့ကြပြီးတော့နောက်ပိုင်းမှာသေဆုံးသွားခဲ့ပါတယ်။သူ့သားဖြစ်သူ Astral ဟာ Super Hero အဖွဲ့ The Brief Brigade မှာပါဝင်ခဲ့ပြီးတော့နှစ်ပေါင်းများစွာငြိမ်းချမ်းရေးကိုပေါ်ဆောင်ခဲ့ပေမဲ့ ်ဘရစ်ဂိတ်ဒီရဲ့အဖွဲ့ဝင်ဟောင်းအယ်လီယက်ကော်နာစ်ရှရော့ကသစ္စာဖောက်ပြီးတော့တပ်ဖြတ်ခြင်းကိုခံခဲ့ရပါတယ်အဲ့ဒီနောက်မှာတော့ရော့ဘတ်ဟာမခံမန်းပွဲကိုလက်ခံရယူခဲ့ပြီးတော့ယခုနောက်ဆုံးအဖြစ်ပြက်အထိရာဇဝတ်မှုတွေကိုတိုက်ခိုက်ခဲ့ပါတယ်။နောက်ဆုံးမှာတတိကောင်းကောင်းပြန်ရလာတဲ့ရော့ဘတ်ဟာသတင်းစာရှင်းလင်းပွဲတစ်ခုပြုလုပ်ပါတယ်။ဖာကင်စီကအမွေဆက်ခံရတဲ့မခံမန်းပွဲစုံကိုရှော့ရဲ့ချောင်းမြောင်းတိုက်ခိုက်မှုကြောင့်ပြန်လည်ပြုပြင်လို့မြားလောက်တော့အောင်ပျက်စီးသွားပြီဖြစ်ကြောင်းပြောကြားပြီးတော့စူပါဟီးရိုးဘွားကနေချက်ချင်းအနားယူတော့မယ်လို့ဝန်ခံလိုက်ပါတယ်။သတင်းတောက်တွေရဲ့မိကုန်းတွေကိုရော့ဘတ်ကဖြေချားနေတဲ့ Charles Kingsley ဆိုတဲ့သတင်းတောက်တစ်ဦးက ချောင်းပြောင်းတိုက်ခိုက်မှုပြီးနောက်လာချီမင်းမျောနေတဲ့ရောဘတ်ကိုစတော့ကဘာလို့စီးရောင်မတက်ခဲ့တာလဲလို့မေးလိုက်ပါတယ်။စိတ်ရှုပ်ထွေးနေတဲ့ရောဘတ်ကစတော့ဟာအက်စထရာပေါ့စ်ကိုခိုးယူပြီးမခါမန်းရဲ့သူရဲကောင်းအမွေနဲ့ကိုဖယ်ရှားချင်တာဖြစ်နိုင်ပြီးတော့သူ့ကိုသူတတ်ဖို့တောင်တမိုးမရှိတဲ့လူလို့ ရှော့ကမြင်ခဲ့တာဖြစ်နိုင်တယ်လို့ထင်မြင်ချက်ပေးလိုက်ပါတယ်။ဒါကိုဆက်လိုက်ပြီးသတင်းတော့ကင်စလီကတခြားစူပါဟီးရိုးတွေကမိသားစုအတွက်ကလပ်စားချေဖို့စူးစမ်းကြပေမဲ့ရောဘတ်ကတော့သူ့ရဲ့ကြုံမဲ့မှုတွေနဲ့မိသားစုရဲ့အမွေအနှစ်ကိုပါထိထိရောက်တတ်ပြလိုက်တာပဲ။သူ့ရဲ့ရှေ့ကလူတွေကသူ့ရဲ့ကြာရှုံးမှုကိုဘယ်လောက်ထိစိတ်ပျက်မလဲလို့ရရဲ့ဆက်ဆက်မေးခွန်းထုတ်လိုက်ပါတယ်။ဒီညမှာရောဘတ်ကထွက်သွားမလားစကားကိုဖြောင်းဖြောင်းမတ်ပြန်ဖြေမလားဒါမှမဟုတ်အဲ့ဒီသတင်းထောက်ကိုထိုးနှက်မလားဆိုတာကိုရွေးချယ်ခွင့်ရပါတယ်။နောက်ပိုင်းမှာရောဘတ်ဟာအရက်တောက်ရင်သူ့အနားယူခြင်းအတွက်ပြည်သက်တွေကမက်ခါကွတ်တာလို့နာမည်ပေးပြီးတော့စိတ်ပြက်နေကြတဲ့အင်တာဗျူးတွေကို စတိုးဆိုင်ဗနဲမောက်က TV မှာကြည့်နေပါတယ်။ထို့အချိန်မှာပဲဓမြအဖွဲတစ်ဖွဲ့ကစတိုးဆိုင်ကိုဖောက်ထွင်းဝင်ရောက်ပြီးတော့ဓမြတိုက်ပါတော့တယ်။ပင်မတဲ့ Robert ဟာသူ့ရဲ့ဒဏ်ရာရရှိနေပေမဲ့မခံမဝတ်စုံကိုပြန်ဝက်ပြီးတော့ဓမြတွေကိုတားဆီးဖို့ကြိုးစားပါတယ်။ကောင်းကောင်းတိုက်ခိုက်ခဲ့ပေမဲ့ဒဏ်ရာတွေကသူ့ကိုအထီးရောက်တိုက်ခိုက်မှပေးနိုင်တော့ပါဘူး။ဓမြတွေကသူ့ကိုဝိုင်းပြီးတော့ဆွန်းကြီးလောင်းတော့မယ့်အချိန်မှာ Blond Blazer လို့ခေါ်တဲ့ပြန်တန်းနိုင်တဲ့ခန္ဓာကိုယ်ခိုင်မာတဲ့ Super Hero တအူးကအချိန်မီရောက်လာပြီးတော့ဓမြတွေကိုနှင်းနှင်းလိုက်ပါတယ်။ Blazer ဟာ Super Hero Dispatch Network နဲ့ဆက်စပ်နေသူဖြစ်ပါတယ်။ Who are you? Hey, mama. အမပြန်နေရတော့မိုက်တယ်ဘလို့ပြန်ကျွန်တော်ပါကျွန်တော်ပေးပြန်ပါလားရောဘတ်ရဲ့ပကုံးကျူးတာကိုကုညီပြီးတဲ့နောက်မှာတော့ပင်မန်းသွားနေတဲ့ရောဘတ်ကိုအရဆိုင်ကိုခေါ်သွားပါတယ်စူပါဟီးရိုးတွေတောက်တဲ့ Crypto Knight ဆိုတဲ့အရဆိုင်မှာ Blazer နဲ့ရောဘတ်တို့ဓားမြတိုက်ခိုက်မှုအကြောင်းတွေကိုပြောကြရင်းနဲ့ယင်းနီလာပါတယ်။ Blazer ကသူ့မှာစွမ်းအားတွေရှိတာကြောင့် အရင်ဘူးကိုခတ်ခဲကြောင်းရှင်းပြပါပါတယ်။ဘလီဇာကမခံမဝတ်စုံကိုဘလိုပြုပြင်ပြီးတော့တိုက်ခိုက်နေရတယ်လို့ပြီးတော့ရောဘတ်ကတန်းပေါင်းမြောက်စွာသောငွေကြေးနဲ့အမွေရခဲ့တဲ့ပတ်စံအားလုံးကိုဝတ်စုံအတွက်သုံးခဲ့ရပြီးနောက်ဆုံးနှစ်တွင်မှာတော့ကော်တိတ်နဲ့စိတ်သက်ခံမှုတွေနဲ့ပဲထိန်းနှောက်ခဲ့ရကြောင်းဝန်ထမ်းစွာရှင်းပြခဲ့ပါတယ်။ဘလီဇာကရောဘတ်ရဲ့စိတ်သက်ကိုအသိမှတ်ပြုပြီးတော့သူ့အကြောင်းပိုသိကျင်လို့အလုပ်ကိစ္စတစ်ခုကမ်းလှမ်းကျင်လို့တွေ့ရတာဖြစ်ကြောင်းပြောလိုက်ပါတယ်။စကားသမီးပြောနေရင်လည်းရောဘတ်ကမတော်တဆဘလီဇာရဲ့ဖန်ခွက်တဲ့ခအရက်ကိုမှားတောင့်ပြလိုက်ရာအဲ့ဒါဟာဖန်ခွက်အပြည့်ထည်ထားတဲ့အရက်ပြင်းဖြစ်တယ်လို့ အန်အော်တုံလို့ပြီးတော့ဘလေးဇာရဲ့မျက်နှာပေါ်ကိုပန်းထုတ်မိလိုက်ပါတယ်။ဘလေးဇာကမျက်နှာတုပ်ဖို့ထွက်သွားတဲ့အချိန်မှာရောဘတ်ကအရင်ကတိုက်ခတ်ဖူးခဲ့တဲ့မိကိုအသုံးပြုသူဗီလိန်ဟောင်းဖလမ်ဘေးကရောဘတ်ကိုနှောက်ယှက်ပါတယ်။ဒီနေရာဟာစူပါဟီးရိုးတွေတက်တာဖြစ်တာကြောင့်အနားယူသွားတဲ့မခါမန်းအတွက်နေရာမရှိဘူးလို့ချိန်ချောက်ပြီးတော့ရောဘတ်ကိုအပြင်ထွက်ခိုင်းပါတယ်။ ရောဘတ်ကဖန်ကွက်ထဲကရေဒါမှမဟုတ်ဘလေးဇာရဲ့အရက်ပြင်းကိုလောင်းထည့်ပြီးတော့ဖလန်ဘေးကိုရှုံးနိမ့်စေကအချက်ရစေခဲ့တဲ့အတွက်ဆွာအားရှိတဲ့ရက်ဆိုင်ပိုင်ရှင်ကြီးကရောဘတ်ကိုပြဿနာရှာသူဖြစ်သတ်မှတ်ပြီးတော့အပြန်ထွက်ခိုင်းပါတယ်။အပြင်ရောက်တော့ဘလေးဇာကရောဘတ်ကိုညတော့အရက်နှစ်ခွက်ပေးပါတယ်။သူမသိတဲ့နေရာကိုလိုက်ဖို့မယ်ဆိုပြီးတော့ နာမည်ကြီး Hollywood logo ကိုမြင်ရတဲ့ Billboard စံပေါ်တစ်ခုမှာဆင်းသက်ခဲ့တာပဲဖြစ်ပါတယ်။စကားဆက်ပြောနေရင် Blazer က Robert ရဲ့လျှွက်ထားရမယ့်နာမည်အပြည့်စုံကိုသိနေကြအောင်စကားပြောရင်းနဲ့ပေါက်ထွက်သွားခဲ့ပါတယ်။ဒီတွေ့ဆုံမှုဟာသူထင်တာအထက်ပိုတယ်ဆိုတာကိုသိလိုက်ရတဲ့ Robert ဟာဘာလို့သူ့ကိုလိုက်ရှာနေရလဲလို့မေးပါတယ်။ Blazer ကသူ့နာမည်အကြောင်းပြောပြရင်ရှင်းပြမယ်လို့ဆိုပါတယ်။ Robert ကသူ့နာမည်ဟာဖခင်နဲ့အဖိုးလိုပဲ Robert Robertson တတိယ Robert Robertson the third ဖြစ်ကြအောင်မကမန်းအမွေအနှစ်နဲ့အတူဆင်းသက်လာခဲ့တဲ့မိသားစုတစ်လေးတစ်ခုဖြစ်ကြအောင်ရှင်းပြပါတယ်။ဒီအမွေအနှစ်ရဲ့နောက်ထပ်တစ်လေးကတော့သူ့ရှိကမကမန်းနိုင်ဟာဝတ်စ ုံနဲ့အတူတနည်းမဟုတ်တနည်းသိဆုံးခဲ့ရတယ်ဆိုတာပါပဲ။ဒါပေမဲ့သူကတော့ဒီလိုမဖြစ်ဘဲနဲ့ကြာဆုံးခဲ့ရကြောင်းစင်မကောင်းစွာနဲ့ပြောလိုက်ပါတယ်။ဘလီဇာကသူ့မျက်နှာကိုဂရုတစိုက်ကြည့်ပြီးတော့ရော့ဘတ်ရဲ့စူပါဟီးရိုးမျက်နှာဖုံးကိုနူးညံ့စွာဖယ်ရှားလိုက်ပါတယ်။ဒီပုံစံနဲ့ဆိုသူတို့လှုပ်လှုပ်လို့ရတယ်လို့ပြောလိုက်ပါတယ်။ဒီညမှာရော့ဘတ်ကနမ်းမလားသူ့မဟုတ်ဒီတိုင်းထားမလားရွေးချယ်ခွင့်ရပါတယ်။ Kiss Go for the kiss 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 ဘယ်လိုပဲရွေးချယ်ပါစေဘလေးဇာကရောဘတ်စီကနေခွာလိုက်ပြီးတော့သူမရဲ့ရွေးချယ်ချက်ဟာချစ်ခင်ဆုံးမမှုရိုမန်တစ်မဟုတ်ကြောင်းရှင်းပြခဲ့ပါတယ်ရောဘတ်ကိုသူ့စူပါဟီးရိုးတဦးရဲ့အတွေ့အကြုံကိုအသုံးပြုပြီးတော့ STN အတွက် dispatcher ဆေလွတ်ညွန်ကြားသူတယောက်အနေနဲ့ဝင်ရောက်ဖို့အတွက်ကမ်းလှမ်းကျင်ခဲ့တာဖြစ်ပါတယ်ဘလေးဇာကရောဘတ်ရဲ့ဖခင်နဲ့အဖွဲ့ဝင်ဟောင်းဖြစ်တဲ့ truck star ကသူ့ကိုအကြံပြုခဲ့ကြောင်းပြောပါတယ် ဒီလောက်ကိုလုပ်မယ်ဆိုရင် SDN ကမခမန်းဝတ်စုံကိုပြန်လည်ပြုပြင်ဖို့လိုအပ်တဲ့ရန်ပုံငွေနဲ့အရင်းမြစ်တွေကိုပံ့ပိုးပေးမယ်လို့ကြေညာခဲ့ပါတယ်။ Blazor က Holographic VR နှစ်ချက်တစ်ခုကိုပေးလိုက်ပြီးတော့ Robert ကိုလေ့ကျင့်ခန်းစနစ် Simulation တက်ကိုဝင်စေပါတယ်။ Robert ဟာအဲ့ဒီစမ်းသပ်မှုကိုအောင်မြင်စွာဖြစ်ဆိုပြီးသွားတဲ့အခါမှာသူ့ပခုံးပေါ်မှာအိပ်ပျော်နေတဲ့ Blazor ကိုတွေ့လိုက်ရပါတယ်။ Robert ကဒီအလုံးနဲ့သူတစ်တော်ကြောင်းဘာလို့ Truck Star တို့ယူဆရလဲဆိုတာကိုနားလည်သွားပြီလို့ပြောလိုက်ပါတယ်။နောက်နေ့မှာ SDN ရုံးခန်းကိုလာဖို့ပြောပြီးတော့ Blazor က ပြန်တန်းထွက်ခွာသွားပါတယ်။သူမရောဘတ်ကိုကင်တင်ဖို့အလုံးမပေးသေးဘူးလို့လည်းပြောသွားခဲ့ပါတယ်။အဲ့ဒီခါမှာစူပါဟီးရိုးဟောင်းရောဘတ်ကဘီလ်ဘုတ်ပေါ်ကနေပြန်ဆင်းဖို့အတွက်လွယ်ကူတဲ့နေလမရှိဘူးဆိုတာကိုသဘောပေါက်သွားပါတော့တယ်။ ညဘက်မှာတော့ Robert ကအခန်းကိုပြန်ရောက်လာပြီးတော့သူ့ရဲ့အိမ်မွေးခွေးလေး Beef ကပျက်စီးနေတဲ့မခံမပွေစုံပေါ်မှာလိုက်နေတာကိုမြင်လိုက်ရပါတယ်။ Robert ဟာဖုန်းနဲ့ Blazer ရဲ့ interview တွေကိုကြည့်နေရင်းနဲ့ငါတို့တယောက်လုံးကိုကူညီခြင်းနဲ့ကောင်းမွန်တဲ့အမျိုးသမီးတူကိုငါတွေ့ခဲ့တယ်လို့သူ့ခွေးလေးကိုပြောရင်းနဲ့မိသားစုအမွေနှစ်ရဲ့ပျက်စီးနေတဲ့အစိတ်ပိုင်းကြားမှာခဏတာအနိုင်ယူလိုက်ပါတော့တယ်။ကဲဒါတော့ dispatch episode 1 recap ပဲဖြစ်ပါတယ်အားလုံးအဆုံးတကြည်ပြောင်းကျေးဇူးပါအားလုံးစီမံကြပါစေခင်ဗျာနောက်ဗီဒီယိုမှာတွေ့ကြတာပေါ့အပီးဝိုက်လားမြင်ရတာ